မြမအရေးကို ကုလသမဂ္ဂတွင်ထပ်မံထုတ်ဖို့ကုလသမဂ္ဂအထွေထွေညီလာခံရဒုထအချိန်မြောက်ကော်မတီတွင်မြမအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကို လူမှုကွန်ရက်မှာဝေဖန်တဲ့ post တွေကို like တစ်ချက် hat တစ်ချက်ပြုံနေပြီအမှုပညာရှင် director စတဲ့ထင်ရှားသူတွေကိုအတင်းအဓမ္မဖန်ဆီးနေပြီး digital အာဏာရှင်စနစ်ကိုအပြည့်အဝလဲပတ်နေပါပြီမြန်မာဟာကမ္ဘာမှာသတင်းသမားတွေအများဆုံး ထောင်ချခံရတဲ့နိုင်ငံဖြစ်လာပါပြီ။လွတ်လပ်တဲ့မီဒီယာတွေနိုင်ငံသားပြည်ရင်ပြည်မဟုတ်ပါက ပိတ်သိမ်းခံနေရပါတယ်။ Facebook, Telegram ကိုစစ်အုပ်စုကအချိန်မြင့်စောင့်ကြည့်ချိန်ချောက်နေပြီးသတင်းမှားဖြန့်ချီရေးကိုလက်နက်အဖြစ်အသုံးပြုနေပါတယ်။ပြည်သူတွေကြောက်ရွံ့မှုတွေမှာနေရတဲ့အခြေအနေမှာအတုအယောင်ရွေးကောက်ပွဲဟာတရားမျှတမှုလွတ်လပ်မှု လုံးဝမရှိနိုင်ပါဘူးလို့နိုဝင်ဘာ၄ရက်နေ့ကပြင်းပြင်းထန်ထန်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဦးကျော်မိုးထွန်းက သတင်းဖိနှိပ်မှုအရင်အမြစ်ကို အမြစ်ပြတ်ဖြေရှင်းရန်ရာဇဝတ်မှုကျူးလွန်သူတွေကိုတာဝန်ခံစေရန်အထုအရောက်ရွေးကောက်ပွဲကိုကဘာကပယ်ချပေးရန်ဆက်အနာရှင်စနစ်ဆုံးသက်ပြီးကြောက်ရွံ့မှုကင်းတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာမြန်မာပြည်သူများဘက်မှရပ်တည်ပေးရန်စတဲ့တောင်းဆိုချက်၄ရပ်ကို တောင်းဆိုလိုက်ပါတယ်။တနည်းအားဖြင့် like တစ်ချက်နဲ့ထောင်ချနိုင်တဲ့နိုင်ငံဆိုတာ မြန်မာမှာအခုဖြစ်နေပြီဆိုတာကိုကုလသမဂ္ဂခမ်းမတယ်မှာမြန်မာကိုယ်စားလှယ်ကကြဲကြဲလောင်လောင်ကြီးညာသွားပြီဖြစ်ပါတယ်ရှင်